တော်ဘူးကျော်လည်းအရသာလေးမြည်ကြည့်လိုက်မယ်နော်။ဒါလည်းသူကတိုင်းသားအဆအဆမို့လို့လားမသိဘူး။အရသာလေးတွေကပေါ့တယ်။တခုခုလည်းလို့ပြစူးပြီးထွက်နေတဲ့အရသာမျိုးမရှိဘူး။ဖြေပြီးတော့တက်ဆက်တယ်။အရင်လေးကချစ်ချစ်ဆက်ဆက်ကလေးနဲ့အာကလေးပြက်နေတဲ့သူတွေဆိုရင်တော့မကလေးပွင့်သွားလောက်ပဲအရသာမျိုးရှိရယ်။ဘာဝအရသာမျိုးလေးပေါ့နော်။ပဲရဲ့စိတ်နဲ့အရသာမျိုးလေးပဲခံစားရတယ်။ ခါကငဖေကျော်လေးတွေဖြစ်တယ်ငဖေကျော်လေးတွေပြက်ထားတာလေးတွေပါတယ်နောက်ပြီးတော့ဒီမှာဒါဘုရားကျော်လူမျိုးလေးတွေအရာသာတော့မစားဘူးလို့မသိဘူးဘုရားကျော်မျိုးလေးတွေပါတယ်နောက်ပြီးတော့ဒီဟာလို့စီမှာမြင့်ကြီးသားတူဘူးလို့လည်းခေါ်တယ်ဝမ်ထူတူဘူးလို့လည်းခေါ်တယ်မမြင်နေကြရောင်းကောင်မမြင်နေကြဟိုဟိုတူဘူးဝင်ဝါနဲ့မတူဘူးเนาะဒါလေးတွေอ่ะကြည်ကြည်လေးနဲ့ဟိုတချို့တွေကစံတူဘူးနဲ့မှားကြတယ်လို့ပြောတယ် အရားကလည်းဘယ်လိုရှိမှန်းမသိဘူး။နောက်ပြီးတော့ဒါဟိုငရုတ်ကောင်းမှုလားဒါမှမဟုတ်သူတို့ကချင်ရဲ့အရားသာမှုတစ်ခုခုဖြစ်မလားမသိဘူးနော်။အဲ့လိုမျိုးလေးပါတယ်။နောက်ပြန်မှာအရွက်ပါတယ်။ချက်တန်ကြော်လို့ရလေတဲ့ပါချက်တန်ဖြူစီချက်လို့ရလေပါတယ်။ဒါပြီးတော့ဒီမှာပါတယ်ကိုကအဆက်ကြိုက်တယ်ဆိုရင်မြေယူပြီးလေးနည်းနည်းတွဲထည့်ပြီးတော့တွဲစားလို့ရတယ်။ ဒီမှာထည့်လိုက်ဒါလေးကနှစ်ချင်နှစ်ချင်ဆောက်ခဲဆိုတော့နှစ်ချင်လေးထည့်လိုက်မယ်ဒါလေးကိုဒီလေးလောင်းထည့်ပြီးတော့စားလို့ရပြီ ့အရင်လေးကချင်းချင်းဆက်ဆက်ကလေးနဲ့အာကရင်ပြက်နေတဲ့သူလေးဆိုရင်တော့မကရင်ဝင်သွားတော့တဲ့အရာတော်မျိုးရှိတယ်။အရေးကြီးလေးကလည်းတောက်လို့ကောင်းတယ်။နောက်ပြီးတော့သူ့မှာပါတဲ့ငရုတ်ကောင်းမှုလို့ခုနကပြောတယ်။အဲ့ဒီဒါလေးတွေကပူပူဆက်ဆက်လေးနဲ့ထိထိမိမိလေးဖြစ်စေတယ်။ဒါလေးဆိုဘရားကြော်လုံးလို့ထင်တယ်။စားကြည့်လိုက်မယ်နော်။ဘာရတာလဲဆိုတော့သိရ။ဟုတ်တယ်ဒါလေးက ဘုရားကျော်အရာတာနဲ့တော့ဆင်တယ်ဒါပေမဲ့ဟိုဘုရားကျော်လိုမျိုးနည်းနည်းပူပူဆက်ဆက်အရာတာတွေမပါဘူးသူကသူပဲလေးကိုလုံပြီးတော့ကြောထားတဲ့အရာတာမျိုးလေးဆက်လို့ကောင်းတယ်ပေါ့ပေါ့လေးနဲ့နောက်ခုကကြတော့တူပူသူတို့ရဲ့တူပူကျော်တူပူကျော်လည်းအရာတာလေးမြည်ကြည့်လိုက်မယ်နော်ဒါလည်းသူကတိုင်းနာအဆအဆမို့လို့လားမသိဘူးအရာတာလေးတွေကပေါ့တယ်နောက်ပြီးတော့အဲ့လိုမျိုး တခုခုလည်းလို့စူးပြီးထွက်နေတဲ့အရာတာမျိုးမရှိဘူး။ဒါပြီးတော့လက်ဆက်တဲ့ဘာဝအရာတာမျိုးလေးပေါ့နော်။ဖဲရဲ့စိတ်ငယ်အရာတာမျိုးလေးပဲခံစားရတယ်။ဒါလေးကနှစ်ချင်ပတ်ကလေး။နှစ်ချင်လေးကနှစ်ချင်ကြီးပဲစားကြည့်လိုက်မယ်နော်။နှစ်ချင်ကလည်းအချင်မစူး။ဒါလေးကအခုစားကြည့်တော့ဆိုရင်စားလို့ကောင်းတယ်။အရွက်ကလေးတွေ၊ငဖယ်ပတ်လေးတွေ၊နောက်သူ့ရဲ့အကြော်လေးတွေ၊ဗားလေးတွေပေါ့နော်။ ရွှေလေးတွေနဲ့အဲ့လိုမျိုးဆိုတော့ဆောက်လုပ်ကောင်းတယ်လုံးဝရှယ်ပဲဟိုနေမကောင်းတဲ့သူတွတ်ဆိုလို့ရှိရင်တကယ်ဆောက်လုပ်ကောင်းမယ်ရတာမျိုးကဲဆောက်ကြည့်လိုက်မယ်နော်ဘာ